ဝေလူတော်ကရွာရွာကလူတွေအလုံးနားလဲအောင်မြတ်စွာဘုရားဟောတာအဲ့ဒါမှရှင်းရှင်းလေးပဲမြတ်စွာဘုရားဟောတာကိုမကြိုက်တဲ့အလုပ်ကိုသူများပေါ်မှာမလုပ်ပါနဲ့လူရင်းကအဲ့ဒါကိုဒီမှာကြောက်တယ်သူများကိုမတတ်နဲ့ကိုဆင်းရဲမှာကြောက်တယ်သူများသိမယူနဲ့ဟောဒီလိုဆိုလို့ကိုအလိန်ခံရရင်ကိုမကြိုက်ဘူး သူများမလဲကိုချင်းစာတရားအဲ့ဒီကိုချင်းစာတရားကိုအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကဘယ်လိုစကားလုံးကိုသုံးထားတော့ဆိုအတုပနာယိကအတ္တဥပနာယိကမိမိကိုယ်နဲ့ကပ်ကပ်ပြီးတော့စဉ်းစားလို့ဆိုလိုတယ်နော်အဲ့ဒီအဓိပ္ပာယ်မျိုးဓမ္မပဒပါဠိတော်မှာလည်းမြတ်စွာဘုရားဟောထားတာရှိတယ်တပ္ပိတတန်တိကန္တတ လူတိုင်းဟာအပြစ်ထံစဉ်ကြောက်တယ်ပြစ်ဒဏ်ခံရမှကြောက်တယ်တပိတံဇီဝိတံပြီးရင်လူတိုင်းလူတိုင်းဟာကိုယ့်အသက်လေးကိုကိုယ်ချစ်ခင်ကြတယ်သက်ရှင်အောင်မွေးကြတယ်ဟောအတ္တနာဥပမံကတ္တဝါကိုကိုကိုအဲ့ဒီတိုင်းနှိုင်းရှင်စရာလုပ်ပြီးတော့ထားပါတဲ့အတ္တနာဥပမံကတ္တဝါနာဟမေယနာဂတိ ဘယ်သူမှမတတ်နဲ့ဘယ်သူမှဒုက္ခမပေးနဲ့ဒုက္ခပေးအောင်ဒုက္ခဖြစ်အောင်လည်းမလုပ်နဲ့ဟောဒါကိုသာသာစိတ်လို့ပြောတာဒီလိုတုတ်တန်နေမှာမြတ်စွာဘုရားကရှင်းရှင်းလေးဟောထားတယ်ကလေးတွေစေတော်အကြောင်းပေးမှာမွေးတကောင်ကိုလိုက်ပြီးတော့ထုံနဲ့ရိုက်နေကြမြတ်စွာဘုရားကပါဟောတော့ကလေးတွေနားလဲအောင်ပြောတာ ဒုက္ခကာမနိဘူတာနိဘရဝမန္တမြသူချမ်းသာခြင်းနဲ့ဒုက္ခကိုလိုလားတာကြီးပဲတဲ့ဘရဝမန္တမြအဲ့ဒါလို့ဘရဝရီချမ်းသာကိုလိုလားနေတာကိုကိုကသွားပြီးဒုက္ခပေးလို့ရှိရင်ကိုဘယ်တော့မှမချမ်းသာဘူးအဲ့လိုဟောတာကလေးတွေနားလိုက်အောင်ပြောတဲ့စကားလုံး ဒုက္ခကာမနိဗုဒ္ဓလိယောဓန္နေနဝိဟိတတိဆန္ဒခြင်းနဲ့တရဝါတွေကိုသွားပြီးတော့ဒုက္ခနဲ့ရိုက်တယ်ညင်းစေတယ်လို့ဆိုလို့ရှိရင်အတ္တနောဒုက္ခမေတ္တာနောပစ္ဆသောနလဘိဒုက္ခသူဘယ်တော့မှအဲ့ဒီပုဂ္ဂိုလ်မျိုးကဘယ်တော့မှကိုချမ်းသာကြမှာမဟုတ်ဘူးချမ်းသာခြင်းနဲ့လူကိုသွားဒုက္ခပေးရင်ကိုကိုယ်တိုင်လည်းဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးလို့ဒီလိုပြောတာနော် ဆိုလိုတာကိုချမ်းသာခြင်းဒီရဒုက္ခမပေးနဲ့ဒါလည်းသာနာစိတ်ပဲနော်ဒီလိုဒေသနာတော်တွေဟာအဲ့ဒါမှမှတ်သားပြီးတော့မိမိကိုယ်တိုင်သာနာစိတ်ကိုကိုယ့်ရဲ့တန်တော်လူတိုင်းလူတိုင်းသာနာစိတ်ကိုတည်ထောင်ရအောင်တည်ဆောက်ကြအောင်ဝိမှုကြအောင်တို့ပွားလောက်အကျိုးစားတို့ပွားလောက်အကျိုးစားတာကိုဘာဝနာလို့ခေါ်တယ် မဖြစ်မဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ဖြစ်ပြီးရင်တိုးအောင်လုပ်တယ်ဒါဟုတ်ဘာဝနာလို့ပြောဒီစိတ်မွေးတာနော်ဒါကြောင့်မို့ဘာဝနာကိုတစ်ခါတစ်ခါကာစာလုပ်ကြနော်မွေးမြူပြီဒီစိတ်ကိုမွေးတယ်မွေးပြီးရင်တိုးတက်လာအောင်လုပ်တယ်ဒီလိုလုပ်ပြရအဲ့ဒါလို့မွေးမြူလေးလာတိုးပွားလာအောင်လုပ်ခြင်းကိုဘာဝနာအလုပ်လို့ခေါ်တယ်ဘာဝနာရဲ့အဓိပ္ပာယ်ကဥပါဒနာဝဋ္ဌနာ မဖြစ်သေးရင်ကြောက်လို့တယ်ဖြစ်ပြီးရင်တိုးတက်များပြားလာအောင်ကြိုးစားဒါပါဝနာအဲ့ဒီဇောနာစိတ်ဆိုတာလေးကိုကုသနာမှာတိုးပွားလာအောင်လုပ်ရမယ်လို့ကဲဇောနာစိတ်ဆိုတာဘာကိုဆိုလိုတာလဲလို့မေးလိုက်မယ်ဆိုရင်ဇာနာစိတ်ရဲ့အဓိပ္ပာယ်ကောက်မယ်ဆိုလို့ရှိရင်ဘဒ္ဒဝါဒီရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်လေးမေတ္တာကိုလည်းဇာနာစိတ်လို့ခေါ်တယ်ဘာလို့လဲဆိုရင်လူတွေကကိုယ်အဆင်ပြေခြင်းနဲ့ အစဉ်ပြေစေနာကိုတတ္တဝါတွေအပေါ်မှာလည်းအစဉ်ပြေစေခြင်းတဲ့သဘောထားရဲဆိုတာမေတ္တာခိတ္တကာမကျိုးစီးပွားကိုလိုလားတယ်အားလုံးတတ္တဝါတွေအပေါ်မှာအကျိုးစီးပွားကိုလိုလားတယ်ဆိုတာမေတ္တာမေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ပဲမိတ်ဆွေဆိုတာကိုယ်မိတ်ဆွေတွေကောင်းစားစေခြင်းဒါမိတ်ဆွေရဲ့စိတ်ဒီလိုဆိုလို့ပေါ့နော်အဲ့တော့သာနာစိတ်ဆိုတာကိုယ်ကောင်းစား တလို့ပရမတွေလည်းကောင်းစားစေခြင်းနဲ့ဆိုရဲမေတ္တာကိုလည်းစန္ဒာစိတ်လို့ပြောပြရအောင်ဟောနောက်တစ်ခုကကရုဏာဒုက္ခရောက်နေတဲ့ပုံကိုယ်တွေဘုခမရောက်စေခြင်းကိုယ်နဲ့ဒုက္ခမရောက်ခြင်းမူသူများကိုလည်းမရောက်စေခြင်းဒါလည်းကရုဏာတရားကိုလည်းစန္ဒာစိတ်လို့ပြောလို့ရစန္ဒာတဲ့ငါဒုက္ခကြည့်ရင်ငါလည်းစိတ်ရှင်းရမှာပဲ သူဒုက္ခဖြစ်ရင်လည်းသူလည်းစိတ်ဆင်းရဲရှာမှာပဲ။ဟောဒုက္ခမရောက်ပါစေနဲ့။ဒီအခက်အခဲတွေကလွတ်မြောက်ပါစေ။ဒီအကြက်တဲတွေကလွတ်မြောက်ပါစေ။ကိုတတ်နိုင်ရင်လွတ်မြောက်ဖို့အတွက်ကုညီပေးမယ်။ဟောသာနာစိတ်ထားလိုက်။မုဒိတာသူများအောင်မြင်နေဝမ်းသာနိုင်တယ်။ငါလည်းအောင်မြင်ကြည့်ပါလား။ငါလည်းဝမ်းသာပါ။တော့သူလည်းအောင်မြင်နေလို့ဝမ်းသာတာပဲ။ငါဆိုလည်းဝမ်းသာမှာပဲ။ဟောသာနာစိတ် သာနာသိမထားနိုင်လို့ရှင်ဘာဖြစ်လဲဂျလက်စီမရတဲ့သာသွားပြီဆိုတဲ့လူကဒီလိုသွားဒုက္ခပေးတာသာနာသိခင်မဲ့သွားတာအဲ့ဒါဒါကြောင့်မို့မေတ္တာဆိုတာလဲသာနာသိပဲကရုဏာဆိုတာလဲသာနာသိပဲဒီစိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတွေလေမုဒိတာဆိုတာလဲသာနာသိပဲလို့ ဥပိ္ပခာဆိုတာရောဘာပြောမလဲသူလဲသာနာစိတ်ဥပိ္ပခာဆိုတာခွဲခြားဆက်ဆံမှုမရှိကိုယ်ပေါ်မှာလာပြီးတော့ခွဲခြားဆက်ဆံနေစဉ်လူတွေကမကြိုက်ဘူးလေသူများပေါ်ခွဲခြားဆက်ဆံမှုကြတော့လုပ်ချင်တာပေါ့ discrimination အဲ့တော့ဥပိ္ပခာရှိလာပြီဆိုတဲ့အခါမှာခွဲခြားဆက်ဆံမှုမရှိဘူးအားလုံးကိုတဏှီနဲ့ဆက်ဆံလာနိုင်တယ်ဒါဥပိ္ပခာ ။အော်ငါမကြိုက်ချင်လို့သူများလည်းမလုပ်ဘူးဆို။ကြည့်လိုက်ပေါင်းလိုက်မယ်ဆိုရင်မေတ္တာကရုဏာမုဒိတာဥပေက္ခာလို့ဆိုလေ။ဒီဗြဟ္မဝိဟာရဗြဟ္မစုတရား။ဗြဟ္မဝိဟာရတရား။တကယ်ကိုသာနာစိတ်ထဲမှာပါတဲ့တရားတွေ။ဒီတရားတွေမိမိတဏ္ဍမှာအအားကောင်းအောင်မဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးရင်အားကောင်းအောင်ကြိုးစားဒါကိုဘာဝနာလို့ပြောတာဒီလိုလုပ်ရသူ့ဘာသူတော့ဖြစ်မလာဘူးကိုကိုယ်တိုင်က မဖြစ်ဖြစ်အောင်ကြိုးစားရမယ်ဖြစ်ပြီးရင်တိုးပွားလာအောင်ကြိုးစားဒီလိုဆုံးလို့ရပါအဲ့တော့ဘုရားကောင်းနေကြတော့ကြည့်တယ်ဇမဇုတရားလေးပါးကိုမြတ်စွာဘုရားအလောင်းတော်တွေသူတို့ရဲ့ယဉ်နေမျက်လုံးထဲမှာအခြေခံအောင်တည်ဆောက်သူတို့တည်ဆောက်ပုံလေးကိုကြည့်တယ်ဆိုတော့တပ္ပေတုခိတ္တစာတရား အမြဲတဝါတွေအားလုံးရဲ့အကျိုးစီးပွားကိုလုံလာတဲ့စိတ်အများတမ်းမွေးဘယ်သူ့ကိုပဲဖြစ်ဖြစ်ကောင်းစားစေခြင်းအကျိုးဖြစ်ထွန်းစေခြင်းအားလုံးရဲ့အကျိုးစီးပွားကိုလုံလာတဦးတယောက်ရဲ့အကျိုးစီးပွားမဟုတ်ဘူးဒါကြောင့်မို့မေတ္တာဆိုတာအကန့်တမထားအကန့်တမရှိလို့အပမနာလို့လည်းခေါ်တယ်အပမညာလို့လည်းခေါ်တယ်ကန့်တချက်မရှိဘူးအားလုံး အတွက်ကျိုးစီးပွားကိုလိုလားတဲ့စိတ်အလွန်မွန်မြတ်တဲ့စိတ်အဲ့ဒီမေတ္တာစိတ်ကိုခြေခံပြီးတော့ဒီမေတ္တာစိတ်ရင့်တန်လာတဲ့အခါကျဘာဖြစ်လဲကိုကျိုးစီးပွားလိုလားတဲ့တတ္တဝါတွေဟာကိုလိုလားတယ်လို့ဖြစ်မလာပဲနဲ့ဒုက္ခတွေနစ်နေပြီဆိုလို့ရှိရင် သူတို့ရဲ့ဒုက္ခကိုမကြည့်ရမရှုရဒါဟာကရုဏာဟုတ် တရားအားလုံးကိုမေတ္တာကတော့အဓိကတရားအားလုံးရဲ့အကျိုးစီးပွားကိုလိုလားတယ်သူအဲ့ဒီလိုလိုလားတဲ့အတွက်ကြောင့်ဒုက္ခရောက်နေရင်မကြည့်ရဘူးအဲ့ဒါကိုတော့ကရုဏာလို့ခေါ်လိုက်တယ်အေးအောင်မြင်မှုအစဉ်ပြေးလာတဲ့အခါကျတော့လေအဲ့ဒီသူ့ရဲ့အောင်မြင်မှုတွေကိုရေရှည်တည်တန်းစေခြင်းနဲ့ခိုင်မြဲစေခြင်းဟာမုဒိတာ မုဒိတာဆိုတာဘရဝတဥ်ပေါ်မှာအကျိုးစီးပွားကိုလိုလားတာကမေတ္တာ ကျိုးစီးပွားကိုလိုလားတဲ့သုဒ္ဓရဝရဲ့ဒုက္ခကိုသိမခံနိုင်တာကကရုဏာအောင်မြင်ကြီးပွားလာလို့သူရလာတဲ့စီးစိမ်ဥစ္စာတွေကို ခိုင်မြဲစေချင်တာကမုဒိတာတရဝရအပေါ်မှာအဲ့လိုကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ပေါ့နော် ကိုယ်ပဝန်းကျင်ပေါ်မှာအဲ့ဒီလိုစိတ်တည်စာနာစိတ်တည်မေတ္တာကရုဏာမုရိတာဆိုခိုင်မာထားပြီဆိုတဲ့အခါကျတော့ဘာဖြစ်တယ်လို့ဆိုဘယ်သူပေါ်မှာဘက်လိုက်ဘူးအများပေါ်မှာအာလုံကောင်းစားစေခြင်းနဲ့အများကောင်းစားစေခြင်းနဲ့ဆိုတဲ့စိတ်ဓာတ်ကြောင့်ဘက်မလိုက်သည့်အတွက်ကြောင့်အာလုံပေါ်မှာတူတူညီမျှစိတ်ထားနိုင်တဲ့စိတ်သဘောထားဟာဥပိ္ပခာလို့ပြောတာနော် အဲ့ဒါကိုသဗ္ဗတတ္တိတုပက္ခပါတာဘာဝိနဘရဝအာလောကမှာပြန်လိုက်မှုမရှိသည့်အတွက်ကြောင့်တမပဝန္တစိတ်တာအာလောကမှာစိတ်ကတဏှီနဲ့ထားနိုင်ခွဲခြားပြီးဆက်ဆက်ဆောင်အာလောကမှာစိတ်ကတဏှီနဲ့ထားနိုင်အဲ့ဒီတဏှီနဲ့ထားနိုင်တဲ့ဥပ္ပခါရှိတယ်ဟောဒီသာနာစိတ်လို့ဆိုရဲမေတ္တာကရုဏာမုဒိတာဥပ္ပခါ ဒီမြင့်မြတ်တဲ့စိတ်တော်တာလေးမျိုးကိုကိုယ်တိုင်မှာအခိုင်အမာတိဆောက်ထားပြီးတဲ့အခါဘာတွေလှုပ်တဲ့မလဲဖះလောင်းနေဘာတွေလှုပ်သွားတယ်ဖះလောင်းဆိုတာမြင့်မြတ်တဲ့ပုံကိုယ်ကြီးပေါ့နော်မြင့်မြတ်တဲ့ပုံကိုယ်ကြီးဘာတွေလှုပ်သွားတယ်လဲကိုယ်ကိုယ်တိုင်ရောဓာရီကိုကိုယ်တိုင်မှာမေတ္တာကရုဏာမုဒိတာဥပ္ပခါဆိုတဲ့တရားတွေရှင်နေနှလုံးထဲမှာတိဆောက်ထားပြီးရှင်ဘာတွေလှုပ်တယ် မြင့်မြတ်တဲ့အလုပ်တွေဘာတွေလုပ်လာကြည့်ကြည့်မိတ္တာနဲ့အားလုံးပေါ်မှာအားလုံးရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ရှိတယ်ဒုက္ခမရောက်စေချင်တာရှိတယ်အောင်မြင်ကြီးပွားမှု ခိုင်မြဲစေချင်တာရှိတယ်အလုံးပေါ်မှာဒန်းတူညီနာ ဖြစ်စေခြင်းနဲ့စိတ်ဓာတ်ရှိတယ်ဆိုတဲ့အခါ လူတို့တယောက်ကိုကူညီပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ဓာတ်နဲ့ကူညီပြီဆိုရင်ဒီလူကိုတော့ပေးမယ်ဟိုလူကိုတော့မပေးဘူးလို့ခွဲခြားဆက်ဆံတဲ့စိတ်ဓာတ်မျိုးမရှိဘူးပေးစရာကမ်းစရာရှိတာလို့ထောက်ပံ့ကူညီစရာရှိရင်အားလုံးတညီတဲ့ကူညီပေးတဲ့သဘောဒါကြောင့်မို့ဘုရားလောင်းတော်ကြီးဒါနပါရမီဖြည့်ပြီဆိုတဲ့အခါမှာအယုတ်အလတ်အမျက်မရွေးဖြည့်ချင် နော်အယုတ်အလတ်ညမရွေးချေသူ့တော့ပေးမယ်သူ့သူ့တော့မပေးဘူးဆိုတာမျိုးမထားလာလာတယ်ညဘာဖြစ်ပဲဖြစ်ဖြစ်ကိုယ့်တည်းမဟုတ်ဘူးသူ့တည်းပေးနေတာတကယ်ကတော့ဒါနဆိုတာကိုယ့်တည်းမဖြစ်စေရသူ့တည်းဖြစ်စေသူ့ထောက်ပံ့တဲ့အနေနဲ့ပေးတာကမ်းတာဒါနဆရာတော်ဟာပါရမီဖြည့်တဲ့အခါမှာဆိုရင် ဇာတိတော်ရတဲ့အချိန်ကနေစပြီးပါရမီဖြည့်လာဘုမုံဘယခင်ကလေးကဒါနပါရမီဆိုတာဖြည့်နေတာနောက်ဆုံးမှာပါရမီဖြည့်တဲ့ဝိတန္တရာဘဝအထိအောင်ဒါနပါရမီကဆန်းဆန်းတမဖြည့်ဒီလိုဆိုတာနော်အဲ့လိုပေးမှုကံမှုလုပ်တဲ့အခါမှာခွဲခြားလာမျိုးမလုပ်ခိုင်းဘူးမွန်မြတ်တဲ့စိတ်ကြံနဲ့ဒါနကောင်းမှုတွေကိုလုပ်တယ် အားလုံးပေါ်မှာဒါနကောင်းမှုတို့တပည့်ကဒါနကောင်းမှုလုပ်တယ်လို့တပည့်ကတခြားပုဂ္ဂိုလ်တွေပေါ်မှာထိခိုက်မှုမျက်နာမှုတွေရှောင်ကျင်တဲ့အနေနဲ့ကိုချင်းတရားကိုထိမ့်သိဆော့ဆော့ကြည့်ရင်ကိုချင်းတရားမထိမ့်သိမဆော့ဆော့ဘူးဆိုရင်မျက်နာမှုတွေတစ်ဖက်သားမှာသွားဖြစ်တယ်ဆိုတော့ ပါဏတိပါဒသူများဆက်တတ်တယ်ဆိုအသက်ခံရတဲ့အကောင်ကနိဒာသွားတာပဲလေကိုကြောင့်နိဒာသွားကိုလက်နဲ့အသက်ချော့တာဟောနိဒာသွားချင်းကလေးတကောင်တတ်လိုက်နိဒာသွားအဲလူတွေကတော့ပြောကြလိမ့်မယ်ချင်းမတတ်လို့ရှိရင်တော့ငှက်ချဘူးတွေနဲ့လူတွေဒုက္ခရောက်မှာပေါ့ဒါကပါလို့စေကိုအသက်ကိုအသက်နဲ့သူ့အသက်ကိုနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်အတွက်ကိုဘယ်သူသေးသေးငတိမာဆိုစိတ်ဓာတ်ပဲအဲ့ဒါမဆာနာတဲ့စိတ်ဓာတ်လို့ခေါ်တယ်အဲ့ဒီစိတ်ဓာတ်ကြောင့်နော်တခြားနည်းနဲ့ရောမရနိုင်ဘူးလားဆိုရနိုင်တယ်တခြားနည်းနဲ့မတ္တဘဲနဲ့တခြားနည်းနဲ့လည်းရှင်းနိုင်ဒါတဘောပြပြဆွရင်စရာမဟုတ်ဘူးတရားအဲ့တော့ဘာနာတိပတ္တအမှုလုံးလိုက်ခြင်းအချင်း တစ်ဖက်သားအတွက်ခြိခိုက်နေတာတော့အဋ္ဌိဏဒါနလည်းခြိခိုက်နေတာပါတာသူပစ္စည်းတွေကိုမတရားယူလိုက်ရင် သူ့မှာခြိခိုက်သွားပြီအယောင်းဝယ်လုပ်တဲ့အခါမှာနော်အတုနဲ့အစစ်ထဲရောင်းလိုက်တယ်ခြိခိုက်သွားပြီဈေးပိုယူလိုက်တယ်လိန်ညာပြီးတော့ယူလိုက်တယ်ခြိခိုက်သွားပြီဆိုလိုတာကအဋ္ဌိဏဒါနလို့ဆိုရတဲ့အထက်မပေးတာယူတဲ့အထက်